ဘူဂျုကရန်၏တသားပေါင်းသသိန်း၃၀၀၀တို့သည်ပီတာစပက်မြို့တွင်ရှိ ရော့ဖက်လီတညာကိုဆယ်လတိုင်တိုင်းဝိုင်းထားကြသည်သူတို့အဖို့စားရှိကြိတ်ကပြည်စုံသည်နှင့်အမျှရော့ဖက်လီတသား၅၀၀၀တို့မှစားရမယ်တောက်ရမယ်ဖြစ်နေကြသည်တောင်ပိုင်းဒေသများ၌အဆအဆရရရှားပါး၍ဆင်းရဲဒုက္ခရောက်နေကြတော့လေရောက်ပိုင်း၌ကစစ်ကိုအကြောင်းပြု၍ချမ်းသာဝါဖြိုးနေကြကုန်သည်စစ်ကြီးပြည်ကနေပြီးဟုနှစ်ဖက်စလုံးကပဲတိလာကြလေပြီမြစ်ပြင်မှသည်ပူတိုမက်မြစ်တွင် နောက်တစ်ကြိမ်စောင့်ဆင်းသွားရပြန်လေပြီ။ယခုချိန်၌တမနာကြီးတမကတမနာကတော်ကြီးနဲ့အဖြစ်သူတက်တော်လဲပါရှိလေသည်။လင်ကောမှာယခုချိန်၌စစ်တီးပွားမျိုးကလေးတို့သွား၍ဘုဇုကရနဲ့တသားများအားကြည့်ရှုရန်ထွက်လာကြခြင်းဖြစ်သည်။ဘုဇုချမင်းသည်စာဖနာမျိုးမှကြော်လွန်၍တောင်ပိုင်းကာရိုလိုင်းနားနှင့်ကိုလံဘီယာမျိုးကိုသိမ်းပိုက်လိုက်လေသည်။ကိုရန်ကရှာမင်းအားဟင်မတန်မျိုးတို့လာရောက်၍သူနှင့်တမနာကြီးတို့ကိုတွေ့ဆုံရန်ခေါ်လိုက်လေသည်။သူတို့သုံးဦး စစ်ကိစ္စဆွေးနွေး၍နောက်ဆုံးထိုးစစ်ဆင်ရန်စီစဉ်ခြင်းဖြစ်သည်။လင်ကွန်းသည်ချက်ချင်းပင်ပီတာစပက်မြို့စစ်မျက်နှာသို့တွားရောက်ကြည့်ရှုလေသည်။ထိုနေ့နဲ့နဲ့စောစောကပင်ပြည်နယ်စုတပ်များတိုက်ခိုက်မှုကိုတုံးလန့်လိုက်ခဲ့ကြသည်။လင်ကွန်းလည်းတိုက်ပွဲပြစဖြစ်သည့်ဖြင့်စစ်ရီကောက်လိုက်များဟုဆိုရသည့်သူတေသူနာတို့ကို သူ့အဖို့တတ်တွင်ပထမဆုံးကြိမ်တွေ့မြင်ရလေသည်။ဂရန်နှင့်လင်ကွန်းတို့သည် မြင်းစည်း၍စစ်တပ်ကိုလှည့်လည်စစ်သေးကြလေသည်။စစ်တပ်တွေက ရဇမမျိုးတော်ကိုအကြီးအကျယ်တက်ခတ်ရန်ပြင်ဆင်နေစေဖြစ်သည်တမနာကြီးအားတသားမြတ်ကဘင်ခရာများတိမှုတ်၍လန်ကြီးများလွှင့်ကာအလေးပြုကြလေသည်မြစ်ပြင်မှပေါ်တွင်ဂရက်ရှာမင်းနှင့်လင်ကုန်းတို့သည်စစ်စင်မှုကြီးရာကိုဆွေးနွေးတိုင်ပင်ကြလေသည်လင်ကုန်းကနောက်ထပ်၍တိုက်ပွဲများဆင်ဆဲရမလို့တော့ပြည်နယ်စုတသားများလည်းမိမိတို့ရထနာတို့ပြန်ကားလေယာစပြုံးမှုကိုရခင်ကအတိုင်းလောက်ကင်နေကြလေခွတ်ထက်သာသောပြည်နယ်အစိုးရများကလည်းပြည်တော်စုတဲ့တို့အတီးတီးပြောင်းဝင်ပြီးခင် နကိုအတိုင်းနေတော့ကြရင်သာလို့သည်ဟုဆိုလေသည်သူကညသူကိုမှ အကရာတရားမထားပဲအပြစ်မယူကလဲစားမချေရန်အထူးလိုလာပေသည်လေကုန်းနဲ့စစ်ဖို့ကြည့်တော့သည်တောင်ပိုင်းကလက်နဲ့ချတဲ့အခါတမရမည်ငင်းချမ်းရေးစီကံချများကိုဆွနေနေကြလေသည်လေကုန်း၏အလိုအားဖြင့်ထိုစီကံချများမှာတတဲချင်းမရှိပဲပြည်တော်စုအစိုးရ၏ခုလိုတက်သည့်သဘောရရောချီချူသောစီထားထုတ်ကိုဖော်ပြသည့်စီကံချများသာဖြစ်ရပင်နီလက်စားချေချင်း ပြည်ညံပေးခြင်းချိုးနိုင်ခြင်းစသည့်အပြုအမူများကိုအထူးဆောင်ကျဉ်ကြရပါမည်။လင်ကွန်းဒီကညီညွတ်၍အင်အားနှင့်ပြည်ဆောင်သောလွတ်လပ်ရေးအသည့်ကိုရသည့်ပြည်ထောင်စုကြီးကိုညှော်မှန်းမိလေသည်။ရစ်မွန်ကယနေ့ညထွက်တော့ကြပါဟုရောဘတ်လီကပြည်내သူတမနာဂျယ်ဖာဆင်ဒေးဗစ်အားအံ့ကြိုရလေသည်ဖြင့်ရစ်မွန်မျိုးတော်ရှိအစိုးရပသားများရောမျိုးသူမျိုးသားတို့ပါလဲရထားတို့ဖြင့်မျိုးမှထွက်တော့ကြလေသည်။တညာလုံး တရားညာဖြတ်သောဒိုင်းနမိုက်တံညာဖြင့်စူညံနေသည်။အောက်ကွန်းစကြီးကိုမိရှုလိုက်သည်ဖြင့်တစ်မျိုးလုံးမှာမိထိတ်ထိန်နေ၍နေတော့သည်။အစားအသောက်ရှားပါး၍ငတ်မုန်နေသောမြို့သူမြို့သားတို့သည်အခွင့်ကြုံသည်ဖြင့်အစားအသောက်ဆိုင်များသို့ဝင်ရောက်တို့ရဲ့စောက်တော့ကြလေသည်။ကျွန်တော်တို့ response ကိုယနေ့နေ့နဲ့7နာရီ15မိနစ်တွင်တိမ့်လိုက်ပြီးဟူသောတန်ကြိုးကိုဝါရှင်တန်မြို့တော်စစ်ရုံးက response မြို့မှရရှိလေသည်။ဤတန်ကြိုးသာသည် response မြို့မှ၄နှစ်အတွင်းပထမအကြိမ်ရောက်ရှိတတ်သော အကျိုးစာပင်ဖြစ်လေသည်ဝမ်တလုံးဆုံးနေသောနိုင်ငံတော်ဝန်ကြီးစတင်တန်ကအညောင်းအကျင့်ရှိရာပြဖောက်စီပြီလင်တမျိုးလုံးကြော်ဝဲများဆင်ရင်စီလေသည်ပြည်တော်စုတစ်ခုလုံးတွင်ကြောကြပါကြဆူညံကြနှင့်ကဘာကြီးချိုပြတ်တော်မည်အတန်ကြီးညာကဲ့သို့ပင်ဖြစ်သွားလေတော့သည်ရုံများပိတ်ထားပြီလင်ရုပ်ပေါ်ရှိလမ်းညတစ်လျှောက်တွင်စူယုံတော်လာ၍တရားဟောသူကဟောဘင်းခရတီးသူကတီးအလံလှင့်သူကလှင့်နဲ့ရောက်ရက်ခက်၍သာနေလေသည်အစိုးရရာရှိကြီးတယောက်က လမ်းဆောင်လမ်းမတွင်ရက်၍သူတညာနီကရိုတို့အား15ဆင့်စီကမ်း၍ပြီးပြီဘေဘီလုံမျိုးကြီးချသွားပြီဟုဆိုလေသည်တမားကျန်းစာ၌ဘေဘီလုံမျိုးကြီးချသွားပြီနောက်စစ်ကြီးပြဆုံးသွားကြောင်းပါရှိလေသည်အိမ်ပြီးပုံမှန်ထွက်သောမိခိုးသည်ဖြူဖွေး၍ကြည်ကျင်စပွဲဖြစ်သည်ဂျနန်သိလာသည်မြို့ကိုမိရှုရီထွက်လာသောမိခိုးသည်ကမဲနဲ့ညစ်ထဲ၍အနှံ့ဆိုလာသည်ရစ်မွန်မျိုး၌နေရာတကာတွင်မိတင်လျက်ရှိသည်လမ်းများလဲလူသူကိမ့်မဲ့နေတော်သည် ောက်အားပုန်နေသောမြို့သူမြို့သားတို့သည်အင်တာနက်သာကုတ်၍နေကြလေသည်မြစ်ပြင်မှကလင်ကွန်းအားစတီပွိုင်းမြို့သို့တက်ဆောင်လာပြီးနောက်လင်ကွန်းသည်လေဖြင့်ရစမုံမြို့စိတ်ကန်သို့လူသားတက်ပြန်အဆောင်ကြီးတက်သားဆယောက်နှင့်တူရောက်သွားလေသည်သူယောက်ျားသိသွားသောနီကရိုတို့သည်သူအားကေတင်သူဟူသောသဘောဖြင့်ဝိုင်း၍ဥညကကောင်းချီးပေးကြလေသည်လင်ကွန်းနှင့်နောက်လိုက်တော့လူကြီးတိတ်သောရစမုံလမ်းမကြီးတစ်ယောက်သို့ချောက်သွားကြသောအခါအိမ်တွင်း၌ပေါင်းလျက်ရှိသည့် မြို့သူမြို့သားတို့လေလက်နှစ်ပလောသူတို့မုံတိကဲ့သို့ပုဂ္ဂိုလ်ကြီးကိုတည်နှကားချာမှချောင်း၍ကြည့်နေကြကုန်သည်အရဲရှိရှိတမနာကြီးနှင့်နောက်လိုက်တော့လမ်းလျှောက်သွားနေစဉ်ရန်သူကသူ့အားတနက်နေ့ချောင်း၍ပြစ်မိဆိုလျင်ပြစ်နိုင်တော့အခွင့်သာလေသည်သူအားတွင်တန်ကောင်းထောက်မှ၍ဒိမတိရန်မခါပဲပြည်내စုစုဝဌာနချုပ်ဆောက်ဦးသို့ရောက်တော်ကြလေသည်လင်ကွန်လေတမနာဂျပါစင်ဒေးဗီထိုင်သွားခဲ့သောကလထိုင်တွင်ထိုင်နေသည်ရင်းတို့ထိုင်ချင်းသည် သူ့အာမောင်တိမှုကိုတနည်းအားဖြင့်ပပျောက်စေ၍ပြည်တော်စုကြီးပြန်လည်ညွတ်ကာပြည်သည့်တီအန်သောနမိတ်ပေဖြစ်ပေတော်သည်။နောက်ပိုင်းဗာဂျီးနီးယားတပ်မှမှပင်မနှဲ့နှဲ့စွာခန့်စစ်ဆင်၍အပြေးဆုတ်ခွာနေရလေသည်။အခြေအနေကိုသိချာစွာစစ်စစ်လိုက်ရင်စားရည်ရိတ်ခါနဲ့လက်နက်များမရှိသလောက်ဖြစ်နေသည့်အကြောင်းကြောင့်ရန်သူအားမိတိနီးနေမှမနိုင်နိုင်ကြောင်းသိနိုင်ပေသည်။မနိုင်မည်တူဆက်လက်တိုက်ခိုက်နေရမတင်ဟုပြည်내စုပုချုပ်တို့ဆုံးဖြတ်လိုက်ကြသည်။ ဘူဂျိုရောဘတ်လီနဲ့ဘူဂျိုဂရန်တို့သည်လက်နက်ချရေးကိစ္စနှင့်ပတ်သက်၍တူးနှင့်တူအကြောင်းကြားဆက်သွယ်မှုပြုကြလေသည်။နောက်ဆုံး၌လက်နက်ချရေးကိစ္စအတွက်ဘူဂျိုနှုတ်တွစ်ဆောင်ရန်ချင်းဆိုလိုက်လေသည်။ဘူဂျိုရောဘတ်လီသည်အရင်ရောက်နေလေသည်။ဘူဂျိုဂရန်နှင့်နောက်လိုက်တို့သည်မကြာမီချင်းရသောခန်းကလေးတွင်သို့ဝင်လာကြလေသည်။ဘူဂျိုရောဘတ်လီမှာအသက်53နှစ်ရှိ၍စပယ်ညာဖြစ်နေလေသည်။ဘူဂျိုဂရန်က52နှစ်မြတ်သာရှိသေးသည်။သူတို့နှစ်ယောက်သည်ယခင် မစီကိုစပွဲတွင်အထူးတကွအမှုထမ်းကြကြလေသည်အလာဘာတလာဘာစကားနှင်းငယ်ပြောဆိုကြပြီးနောက်ဘုချုပ်ရောဘတ်လီကစ၍ကဲဘုချုပ်ကရန်ကျုပ်တို့အခုတွေ့ဆုံကြရတဲ့အကြောင်းကိုတော့ပြပြီးဖြစ်မှာပေါ့ကျုပ်တဲ့များလက်နဲ့ချရင်ဘလို့စီကက်ကြက်ထားမယ်ဆိုတာပြပြရစေဟုမေးလိုက်ရန်ဘုချုပ်ကရန်ကစီကက်ကြက်များကိုတို့ချုံ၍ပေါ်ပြလေသည်ရောဘတ်လီသည်ခေါင်းညှိ၍ဂရန်အားထိုစီကက်ကြက်များကိုရေးသားပေးရန်တောင်းဆိုလေသည်ဂရန်လည်း စစ်အမိန်စာအုပ်မှစာရွက်တရက်ကိုဆွတ်ထုတ်ကာခဲတိုင်ဖြင့်စီကံကြံများကိုရေးပြီးလျင်ရော့ဖယ်လီအားပေးလိုက်လေသည်စီကံကြံများမှာမများလားမခက်ခဲလားကြည်ရှိသည်များလက်နက်တုပ်ကိုပေးရ၍တက်ရရှိများနဲ့တက်သားများသည်မိမိတို့၏ကိုပါညင်းများတနင်္ဂနွေကိုကျွေး၍မိမိတို့အိမ်တို့အတီးတီးပြညာရံမယ်ဖြစ်သည်ရင်းတို့အိမ်ညာပြီးလျင်စစ်မရှိမီကလုံမြဲအလောက်ကံများကိုအေးချမ်းစွာလောက်ကံနေရမှာဖြစ်သည်ရင်းတို့လက်နက်ချတက်ပုံများတက်သားများအား က်ဆိုင်ရာအရာရှိတို့ကစောင့်ကြည့်ရှုမြည်ဖြစ်ကြောင်းဤသားပြလိုက်လေသည်ရောဘတ်လေး၏မျက်နှာမှာထိုစီးကကြံညာကိုကြည့်၍ရှင်ပြုံးလာလေသည်ဒီလိုဆိုတော့လဲကောင်းတာပဲကျုပ်တညာဒီစီးကကြံညာကိုဝမ်းမြောက်ဝမ်းသာလက်ခံကြမှာပဲဒါပေမဲ့တကူတော့ပြောကျင်သေးတယ်ကျုပ်တသားများဟာသူတို့မြင်သူတို့ပညာတာကြီးများတယ်အဲ့ဒါကိုဘလို့သဘောထားရမှာလဲဒါကတော့ရှင်းတာပဲသူတို့ပိုင်တဲ့မြင်းတွေကိုသူတို့ယူသွားကြပါဗျာတောင်သူလက်သမားဆိုတော့မြင်းဟာအလုပ်လုပ်ရမှာ အင်မတန်အရေးကြီးတာပဲပြန်ယူတော့ကြမှာဖြစ်မှာပေါ့ဟုဂရန်ကလေးအေးကလေးဖြင့်ပြန်ပြောလိုက်လေသည်ဒီလိုစီကညံ့မျိုးဟာအင်မတန်တင့်လျော်လို့ကျုပ်တို့လူစုတွေနဲ့ခင်ဗျားတို့တို့တွေဟာနောက်အရှိတိတ်မြတ်ကြဖို့ကြောင်းမဲရှိပါတော့တယ်ဟုပြော၍ရောဘတ်လေးတွက်သွားလေသည်ဂရန်နဲ့သူ့လက်ထောက်အရာရှိများလဲအကြီးကွာကြီးတဦးဖြစ်သည့်ဗိုလ်ချုပ်ရောဘတ်လေးအားအုတ်ထုံများချွ၍အလေးပြုလိုက်ကြလေသည်သူရဲ့တတိနှင့်ပြည့်စုံသည့်သူရဲ့ကောင်းဗိုလ်ချုပ်ကြီးမှာရခုနိုင်မှုသူတို့ရန်သူမဟုတ်တော့ပြီကျုပ် Shakespeare တဲ့သက်တွေအလုံးမဖတ်ဘူးပါဘူးတချို့တဲ့ဝက်ကိုသာဖတ်ဘူးပါလေဖတ်ဘူးတဲ့အထဲမှာလီယာပရင်ပြဆက်တတိယမြောက်ရစ်ချက်ပရင်ပြဆက်အထမမြောက်ဟင်နရီပြဆက်ပြီးတော့ဟင်မလက်ပြဆက်အထူးသဖြင့်ရကာဘက်ပြဆက်ကိုအင်မတန်သဘောကျတာပဲကျုပ်ဖြင့်ဘယ်ပြဆက်မှမကာဘက်ပြဆက်ကိုမမိတ်ဘူးလို့ထင်တယ်အင်မတန်ကောင်းနာကလာပြဟုလင်ကုန်းကပိုတိုမက်ညစ်ကိုစတန်တက်၍နေသောမြစ်ပြင်မြောက်ကိုငေးရင်းစပေးချောင်းပြော၍နေလေသည် ဧပလနရာတီတွင်ကြည်လင်တောက်ပါသောနေအောင်အောက်၌တောင်နှန်းကြီးများသည်တင့်တယ်ခညာလာပါသည်ထိုတောင်နှန်းကြီးများကြားတွင်တတိတင်စီးနေသောပိုတိုမန်းမြင့်လေ၌မြစ်ပြင်မှစံတက်နေစဉ်နေကုန်သည်စစ်မှတ်ရေးရအကြောင်းကိုမိဖြောက်လိုက်ပြီးလျင်မိတ်ဆွေတို့အားချိတ်စပီယာတက်ဆက်ကိုစိတ်အားထက်သန်စွာဖတ်ပြနေလေသည်အတိတ်ပဲကောင်းမွန်လေးနဲ့သောအပိုက်တို့ကို ထက်ကထက်ကဖတ်၍စာပေရတာကိုခံစားလျက်ရှိသည်ရင်းတော်လျင်လင်ကုန်းက ရှိစပီယာ၏ပြဿနာကြီးကိုဖက်ပြနေစဉ်ရောဘတ်လီနှင့်ဂရန်တို့လည်းအပေါ်မတ်တော်ရရှိအီကန်ကလေးတစ်ခန်းတွင်လက်နက်ချပြဿနာကလေးတစ်ခုတကယ်တမ်းခင်းကျင်း၍ကြားလေသည်မြေပြင်မှသည်ဘာနွန်တောင်ထဲအနီးမှဖြတ်တန်းဆန်တက်နေစဉ်လင်ကွန်းသည်သူ့နောင်တော်တမနာကြီးဝါရှင်တန်နှစ်သက်သည့်ဘာနွန်တောင်ကြီးကိုငေး၍ကြည်ကသူ့အဖြစ်တနည်းကိုတန်ချောင်းသုံးသက်နေလေသည်လွန်ခဲ့သောလေးနှစ်ကျော်ကသူသည်စပရင်ဖီမြို့မှဝါရှင်တန်မြို့သို့တမနာရာထူးလက်ခံရန်ထွက်ခွာကနေတွင် ကျွန်တော်အခုဒီကထွက်သွားပြီးဘတော့ပြန်လာရမယ်လို့မသိနိုင်ပါဘူးကျွန်တော်မှာပြည်တော်စုပထမသမ္မတကြီးဝါရှင်တန်ထမ်းဆောင်ရတဲ့တာဝန်ထက်ပင်ကြီးလေးတဲ့တာဝန်ဝတ္တရားကြီးကိုထမ်းဆောင်ရန်သွားပါတော့မယ်ဟုမိတ်ဆွေတို့အားပြောခဲ့လေသည်ယနေ့၌ဘူးထိုကြီးလေးသောတာဝန်ကြီးကို အောင်မြင်စွာထမ်းဆောင်ပြီးပြီဟုဆိုရပါမည်သူ၏ပင်ပန်းနှွမ်းတဲ့သောမျက်နှာမှာအောင်မြင်ခြင်းဂုံချောင်တောက်လျက်ရှိနေလေသည်အင်းလေစပတင်းတိမျိုးကိုနောက်လေးနှစ်ကြာရင်ငါပြန်ပြီးအေးစစ နေရတော့မှာပဲနော်ဟုတကူလဲကြီးလိုက်လေသည်တင်မောဖြူကြီးလဲခုနလန်းစက္ကန့်တွင်စိုက်လေသည်သမလာကြီးနဲ့နောက်ပါတော့လဲအင်ဖြူတော်တို့တထားစီ၍ပြန်ကြလေသည်မိမိအိမ်တို့ပြန်ရောက်လင်ရောက်ချင်းပင်နေကုန်သည်ဒရရရလျက်ရှိသောဝန်ကြီးစတင်တန်၏အိမ်တို့တွား၍မင်းများလေသည်ဝန်ကြီးစတင်တန်မှာလင်ကွန်ရစ်မွန်တို့တွားနေခိုက်တွင်မြင်းထားမှောက်၍ဒရရရလေသည်နောက်နေ့မူတော့ချိန်၌မိုးတဆင်းဆဲရွာနေခိုက်တွင်မြောင်များညီတုံဟီဟောင် ချက်900ညာတစ်ဖောက်ကရောဘတ်လီတညာလက်နဲ့ချကြောင်းဝါရှင်တန်ညွန့်၌တညာလေသည်အစိုးရယုံစီးညာလဲအာရဝန်သာစွာအချင်းများဆို၍သမနာအင်ဒိုရှိတ်သို့ဝန်လာကြလေသည်ဝါရှင်တန်မြို့သူမြို့သားအပေါင်းတို့သည်သမနာအင်ဒိုရှိတ်တွင်စုယုံကသမနာကြီးအားမိကုံးမကြရန်တောင်းပန်ကြလေသည်သမနာကြီးသားတက်ကတတိပောက်မှနေ၍တင်းယူလာသောပြည်တော်စုအလံတစ်ခုကိုထန့်၍လွှတ်လိုက်ရာပေးတဲ့က စုညာစွာဩဘာပေးလေတယ်။မိကုံပြောရန်ဝါရွေတောက်ဆူကြတဲ့ကိုလင်ကုံကနောက်မှပြောမည်ဟုပြော၍ထွက်လိုက်လေတယ်။ထို့နောက်သူသည်ပြည်내စုတညာမှတင်းယူရရှိလာသောဘင်ခရတို့ကိုဤမှုတ်ကြစေလေတယ်။နောက်နေ့ညတွင်အင်ဖီရိုရှိ၌ဘင်ခရတံဩဘာတညာစုညာလျက်ကြီးမားသောလူတို့ကြီးရောက်ရှိနေလေတယ်။တည်းပေါင်းမှတမနာကြီးကိုမြင်လိုက်ရင်ပင်လူတို့ကြီးကတကယ်နဲ့သောအတန်ဖြင့်ဩဘာပေးလေတယ်။အုတ်ထုံများနှောက်ပြေး၍ ဩဘာပေးသူမချလာတော့ကြ။လေထဲ၌အုတ်ထုပ်အလုံးပေါင်းများစွာပြန့်လွှင့်လျက်ရှိလေသည်။လင်ကွန်းသည်တည်တည်ချာချာရေးထားသောမိကွန်းကိုတည်တည်မှမှနေ၍ဖတ်ပြလေသည်။အတွင်းဝင်နော်လာပရော့ကသူ့ဘေးနားမှပြောင်းနိုင်ကန်၍ပြရသည်။သူသည်မိကွန်းဆာရက်ကိုတရတီတရဖတ်၍အောက်သို့ချလိုက်လျက်သူ့ဒါဂလစ်တက်ကအောက်ကနေ၍တိမ်ယူရလေသည်။သူ့မိကွန်းဒီကစစ်အောင်နိုင်၍ဝမ်းသာသည့်မိကွန်းမဟုတ်။ဒီနေ့ပေါ့အောင်၌ ထောင်တောင်းမကတာလူတို့ကြီးအားထုံမင်ကုန်းကိုပြောကြနေရမတူသူသည်အနာဂတ်ကာလကိုလှမ်း၍ပြောနေရရှိသည်သူကထောက်ခါတော်ပြီးမှပြန်ဝင်လာတော့ပြည်နယ်ပေါင်းတို့အားတခါမျှမထွက်ခါဘူးကဲ့သို့ပဲသဘောထား၍ပေါင်းသိမ်းဆက်ဆံရမည်ဟုဆိုလေသည်ဒီပြည်နယ်တွေဟာပြည်တော်စုကြီးကထွက်ခါဘူးလေဆိုတဲ့အကြောင်းကိုစိတ်ထဲမှာမထားဘဲနေရင်ပို့ပြီးကောင်းလိုက်မယ်အဲ့ဒီတော့မှလည်းသူတို့ခဏများမှအင်ဒီရပြည်ပြည်တော်စုအစိုးရနဲ့ပြည်နယ်အစိုးရတို့ဟာအငြင်းအညွတ် ဥပန်းဆောင်ရနိုင်ကြပါလိမ့်မယ်ဟုသူကဆိုလေသည်လင်ကိုကြီးမေကုံးသည်ပြည်တော်စုရဲ့ရဲ့တို့ပြန့်နှံ့တော်လေသည်မေကုံးမကြပြီးမကြမီပင်လျင်ထွက်ခွာပြီးမှပြန်ဝင်လာတော့ဒီနေ့တစ်ခုဖြစ်သည်လူဝီစီယနာပြည်နယ်ကစာတင်ကျောင်းများတွင်လူဖြူလူမဲမခွဲကြပဲအားလုံးသောကျောင်းသားသူငယ်တို့အားပညာသင်ကြားပေးရန်ဆုံးဖြတ်လိုက်လေသည်ထုံမြမကတဲ့လူမဲတို့အားမဲဆန္ဒပေးနိုင်권ကိုလည်းပေးရန်ဆုံးဖြတ်လေသည်ရင်းတို့လူဝီစီယနာပြည်နယ်ကစတင်ဆောင်လာခြင်းဖြင့် အခြားပြည်နယ်အသီးသီးတို့ကလည်းထိုနေ့တူဆောင်ရွက်ကြလေသည်။ရင်းကြင်းနဲ့တိုးတက်မှုအင်းငင်းကလေးသည်တအေးအေးတွေးလျက်ရှိသည်။အဂရတရားမိကဲတို့မှလည်းပြဖုံးရင်လေလေသည်။ယူနာတရားသစ္စာတရားတို့သည်လည်းဖြည်းဖြည်းအတန်ထွက်စာပြလာကြလေပြီ။လေကုန်းမေကုန်းပြည်စုံသည့်နောက်လူတို့သည်အာရဝန္တာစွာဆုညာ၍ဩဘာပေးကြပြီလေ။ပျော်ပွဲရှင်ပွဲများရှိရသောအသီးသီးတို့ကြလေသည်။မိရှုမိဖက်များလည်းတို့၍ပြီလေပြီ။ တမနာအိမ်တော်နဲ့ကပိတဲ့အစိုးရဌာနချုပ်စာအုပ်ကြီးရှိဒီညလဲငိမ့်နေပြီ။မောင်နှဲတွင်မကနိုလီယာပိုင်းနိုင်ငံကလေးများကိုတေဆောင်ရလာတော့လေးပြင်းကလေးတလုံးကပုံရက်တာကျွန်တော်တည်းဟုပြောသားတယ်လို့ရှိခဲ့သည်။အေပယ်လာ၁၄ရက်နေ့၁၇နှစ်ခွဲချင်းတွင်ကျင်းပသောအစိုးရအဖွဲ့အစည်းအဝေးတွင်အောင်ပွဲရဗိုလ်ချုပ်ကရန်သည်အဲ့ဒီတော့အဖြစ်တက်ရောက်ရလေသည်။သူသည်တမနာချင်းနှင့်တကွအစိုးရအဖွဲ့တို့အားရှင်တွဲ၍ဒီအချိန်ပထမတွေ့ဆုံခြင်းဖြစ်လေသည်။ အစည်းအဝေး၌ပြန်လည်ထူထောင်ရေးကိစ္စများကိုဆွေးနွေးကြလေသည်လင်ကောကစစ်ကြီးပြည်ပြည်ဖြစ်သည်ဖြင့်ကလစားချက်ချင်းအပြစ်ပေးခြင်းစသည့်ပြုမှုများကိုရည်တည်ကြောင်ကြောင်ပဲဖြစ်စေမပြုလို့ရဟုဆိုလေသည်အစည်းအဝေး၌ပကြုံရှာမင်းအားပြည်နယ်စုပကြုံဂျွန်စတင်ကလက်လက်ချရန်လူနေသည်ဖြင့်ထိုသတင်းကိုစောင့်နေကြရလင်ကောကထိုသတင်းကောင်းမှာအကြမ်းမီရောက်လာမည်ဖြစ်ကြောင်းပဲကြောင့်ဆိုတော့တူလုံကတိညာကတေမောကြီးတစင်းပေါ်တွင်တယောက်ထက်ရွေ့ မဲမောင်နေသောစစ်ကမ်းဘက်သို့လှမ်းကြည့်နေကြောင်းအိမ်မက်မှတ်သောကြောင့်ပင်ဖြစ်သည်ထိုအိမ်မက်မျိုးမက်လျင်ဘဲအခါမဆိုးအရေးကြီးသောအချက်ပေါ်စမြင်ဖြစ်သည်ဟုလင်ကွန်းကဆိုလေသည်ထိုနေ့ညနေ၌သူသည်တမနာခရော့ကြီးနှင့်အတူတထားစီ၍လင်ငင်းခံထွက်ရာတွင်သူကကျုပ်ဒီတက်တက်မှဒီကနေ့အကျော်ဆုံးမယ်ဟုသူစနီးကိုပြောလေသည်ထို့နောက်သူတို့ဇနီးမောင်နှံနှစ်ယောက်သည်စပရင်ဖီမျိုးတွင်နေခဲ့ကြရသည့်အကြောင်းများနောက်လေးနှစ်ကြာလင်စပရင်ဖီမျိုးတို့ပင်ပြန်၍ အေဂျင့်ဆိုတဲ့ကြောင့်ကြောင့်များကိုကြောနေကြလေသည်သူတို့နှစ်ယောက်ရဲ့ရွေးချယ်တစ်ခုမှာကဥရောပတိုက်သူလက်ပတ်ပြီးလျှင်အီလူနိုက်နဲ့စင်ကာပူမြစ်အနီးတွင်လယ်ယာစကြိုးကအေဂျင့်ဆိုတဲ့နေရာမှာဖြစ်သည်ထိုနေ့ညတွင်တမနာကတော်ကြီးကဘိုဂျုကရနဲ့ဘိုဂျုကတော်တို့အားဖိတ်ကြား၍ပြသက်ကြည့်ရန်စီစဉ်ထားလျာဘိုဂျုတော်ဇနီးမောင်နှံမှာအစီအစီအတိုင်းမလာရောက်နိုင်သဖြင့်လင်ကုန်းတို့ကြီးပြသက်ကြည့်ရန်စီစဉ်လိုက်ရလေတော်သည်လင်ကုန်းမှာရှိတ်စပီးယားရဲ့ပြဿနာများကိုအထူးပင်စိတ်ဝင်စားတော်လဲ ထိုညဖို့ပြဆက်ကိုမတော်ချင်းတလို့စိတ်ထဲ၌အတူမတန်ဖြစ်နေလေတဲ့ထို့အပြင်အကြောင်းတရားကသူ့ဟာအမြဲတမ်းကူးဆက်ချသည့်တက်တော်ဆောက်လမွန်မှာဝါချင်းနှမျိုးတွေမရှိပဲဘယ်စုံမျိုးတွေရောက်နေခြင်းပင်ဖြစ်သည်လမွန်ကသူမရှိခိုက်တွင်အပြင်သို့ညတံမထွက်ရန်မှကြားခဲ့လေသည်ယခုထွက်ရမည်ဖြစ်သည့်ဖြင့်လင်ကွန်ကဝန်ကြီးစတင်နန်ထံမှတက်တော်ဆောက်မေဂျာအကက်ကိုခစ်တာပေးရန်တောင်းဆိုရမေဂျာအကက်မှာထိုညအဖို့ကိစ္စရှိသည့်ဖြင့်လိုက်နိုင်တော့ကြား မေဂျာ response ကိုခေါ်ရသွားရလိမ့်တော့ဒီငွန်းဒီနောက်နေ့နဲ့9နိုင်တွင်မိတ်ဆွေဟောင်းတယောက်နဲ့ချိန်ထားတဲ့ဖြင့်အင်တော်ဇောက်အား1865ခုဧပြီလ14ရက်နေ့နိုင်ပြန်နဲ့9နိုင်ချိန်တွင်မစ္စတာအက်စမွန်နဲ့မိတ်ဆွေတယောက်ကိုအိန္ဒိယဝင်ွေးပြုပါလင်ကွန်ဟုဆော်ရကလေးပေါ်တွင်ရေး၍ပေးထားကြလေသည်တမနာကြီးနှင့်အင်သားတို့ဘုံဤတဲ့ထားသောနေရာသို့ရောက်၍လင်ကွန်သည်ထိုင်ကားပြတ်ဆက်ကိုကြည့်နေသည်သူစနီးမေရီမှာ သူပကုန်းတစ်ဖက်ကိုမြည်၍အပန်းဖြေရင်ပြဆက်ကြည့်နေသည်ပြဆက်မှာထူးထူးခြားခြားကောင်းလာသည့်ပြဆက်မျိုးမဟုတ်တော်စားလျော်စားနှက်တာဖြစ်လေသည်လိန်ကုန်းသည်ပြဆက်ကြည့်ရင်ရှေးပြေဟောင်းကိုပြန်ချောင်းတရိယာမြည်သည် သူမိကကြီးညနာကိုငြိမ်ရအောင်ရှိလာသည်အိန္ဒိယနာလက်ကွင်းများရှုံရီစီးလျက်ရှိသောမြစ်ကြီးယူဆာလန်မြုပ်ကလေးကြောင့်ရွှေရောင်စပင်ရှိသည့်သူ့ပထမချစ်သူအမ်စပရင်ဖြစ်မြို့ရှိနေရုံကလေးသူစင်းမီရီနဲ့တာသမီးများ ရှစ်လန်းကအင်းသူနဲ့သဘောတူညီတွင်မျက်နှချင်းဆိုင်၍ထိုင်နေရှိခဲ့သောဟန်တန်မထင်မရှားနေရသောအချိန်ကာလလွတ်တော်အမတ်ကြီးဒေါက်လတ်နှင့်စကားဆက်ထိုးရပုံစောက်တီတို့ကိုမြင်ရောင်ရောင်ဖြစ်၍နေလေသည်တမနာရွေးကောက်ပွဲ၌သူ့အတွက်ရေးသားဆက်ဆူကြသောတန်ကြက်ကလေးများကိုလည်းကြားရရောင်ဖြစ်နေသည်သူတမနာဖြစ်ကစားပြေကြုံရသောအကြက်တဲများဒုက္ခများပြဒနာများကိုလည်းပြန်ပြောင်းတွေ့တော်မိလေသည်သူအရမ်းရခုတော်ကကြုံတွေ့ခဲ့ရသောတဒနာတို့သည် ဖြစ်ချင်းပြလေပြီဒုက္ခလည်းကင်းလို့ခဲ့လေပြီပြီးတော့ဆိုကြည့်လဲအကွဲ၍ပြိုတော့မီဆဲဆဲမှပြန်၍ဤသူကထူထောင်လိုက်ရယခုမှမူပြီးတော့သူတကြီးဘွားတို့ရောက်လာလေပြီရင်းတော်လည်းသူသည် အတိတ်ကာလတို့လှမ်း၍ကြည့်နေကဲချမ်းသာလိုလိုဖြစ်လာသည်ဖြင့်သူ့ဘော်အင်ကြီးကိုလှမ်းယူပြီးလျင်ပခုံးပေါ်တွင်တင်ထားလေသည်လက်ကြပ်ထားပဲချောင်းလုံးတယောက်ထက်သာဆောက်ရသည့်တကားဆောင်လည်းညောင်းညာပြည်သည့်ဖြင့်စောင့်နေရမှထွက်ကစေယုံဤရှိအရက်ဆိုင်တွင် ရက်ကလေးတစ်ချိုင်းမြတောက်နေဟန်ရှိတယ်။ယင်းတို့အဆောင်လက်ခိုက်တွေတိမင်းတမန်နေ။အဂရတရားရှေ့ဆောင်ကြီးဝင်လာပြင်းလျင်နောက်ွယ်အမှားမှနေ၍လုတ်ကြံလိုက်လေသည်။ချက်ကနေတနတ်တန်တန်ကိုကြားပြီးနောက်တမနာကြီးဦးနှုတ်ထက်တို့တနတ်ချီစံဝင်သွားလျက်ကတမနာကြီးမှာထန်ရမှရင်းရိုင်လက်ကျုပ်ပြီးသွားချတော်သည်။လူသက်တမလည်းတတ်တော်သောပေချာရက်စပွန်ကိုဓာတ်နဲ့နှောက်ကုတ်ပြင်းလျင်ဇက်ယုံမှထွက်ပြေးကမှောင်ထဲသို့ တကြမ်းမြင်းစီရွေတော့လေရမကြမေးပြီလင်မရှုမလားတေဘဲဝင်ရလေတော့တင်စစ်တပ်ဆရာဝန်ကလေးဒေါက်တာလီလဲမိမောနေတော့တနာကြီးကိုဦးနာကြီးကြမ်းညဆောင်းရွေကုတာနေရတယ်စစ်သားလျက်တော့တီတနာကြီးကိုဇက်ယုံမှာထမ်းရွေဆယ်လန်းထောက်ရှိတက်ကလေးပြမတတ်ရှိဂရင်တခုပေါ်တွင်တင်ထားကြလေတင်လောက်ကြံဖို့တရင်ကြီးလဲညာတွင်ချင်းပြည့်နှံသွားသဖြင့်အစိုးရအဖွဲ့အများနဲ့တမနာကြီးတာကြီးရောဘတ်လင်ကွန်တို့လာရောက်ကမိမောနေတော့တမနာကြီးဘီနာတွင် ရက်၍စောင့်ကြည့်နေကြလေသည်ဒေါက်တာလေးလည်းတမနာကြီး၏ညာလက်ကိုကမ်း၍တွေးဆန်းကြည့်နေလေသည်လက်ကိုကင်ထားသဖြင့်မိန်မောနေသောတမနာကြီးလည်းငိုသည်ငါဘေးနားမှာမိတ်ဆွေတယောက်တော့ရှိလေရဲ့ဟုထင်မှတ်ပေမည်သူသည်မိတ်ဆွေကိမဲ့သူတို့အားအနည်းတန်းမိတ်ဆွေအဖြစ်စောင့်ရှောက်ကြည့်ရှုခဲ့သည့်ပုဂ္ဂိုလ်တူဖြစ်တော်ကြကွယ်လွန်ကနေ၌သူ့ဖို့မိတ်ဆွေတယောက်အနည်းတွင်ရှိကြောင်းသိရခြင်းမှာစိတ်သက်သာဝေရာဖြစ်ပေလေမည်နနက်ခရဏာကြီး 22မိနစ်ချိန်တွင်သွေးဆန်းလျက်ရှိသောဒေါက်တာလီကပြည့်ရည်ဆန်းဆန်းနှင့်ရက်ရွေစောင့်နေသည့်ဒုတိယသူအားသွားရှာသည်ဟုတမ်းပြောလိုက်လေသည်အခန်းကလေးထဲ၌မောင်နေတော်လဲအခန်းအပြင်လောက်ကရကြီးတွင်ကမိုးကြီးတဆွတ်ဆွတ်နှင့်အေပယ်လာရက်တည့်ရက်တိုး၍မိုးလင်းလာလေသည်